တလေးဆန်တွေကိုစက်ရုပ်အသွင်ကိုပြောင်းပြီးတော့အနာကက်ကဘာမှာတွင်တွင်ကျကျအသုံးပြုကြတော့မယ်။အားလုံးပဲမင်္ဂလာပါ။ဗကန်တက်ထဲမဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ breakdown တို့အနေနဲ့ရုပ်ရှင်တွေကခွေးစက်ရုပ်တွေ drone တွေကိုကြည်ပူးကြမယ်ဆိုပေမဲ့တမ်မနီနဲ့ပြုတ်လုထားတဲ့မြင်းစက်ရုပ်တို့ကိုတော့မြင်ပူးခြင်းမှာမြင်ပူးပါလိမ့်မယ်။ဒါပြင်လူတွေမသွားရောက်နိုင်တဲ့ဘေးလေရေအောက်ပိုင်းကပိုင်လိုင်းတွေစီသွားရောက်ကစစ်ဆေးပြုတ်ပြင်ပေးနေတဲ့မွေးစက်ရုပ်တွေအမေရိကန်နိုင်ငံတက်မတော်ကလျှို့ဝှက်မရှိနေမှာအသုံးပြုနေတဲ့ငမက်စက်ရုပ်တွေနဲ့ ရက်စီလာလို့ခေါ်တဲ့ခေမီစစ်ရုပ်တွေလည်းရှိပါတယ်။ဒီဆက်တွေကတိရစ္ဆာန်တွေလို့သွားလာတက်ပြီးလူတွေမလုံနိုင်တဲ့အရာတွေကိုတော့မှလုံဆောင်နိုင်စွမ်းရှိပါတယ်။ဒါဆိုတော့ဘလို့စစ်ရုပ်တွေကဘလို့ကြမ်းမလဲကြည့်လိုက်ကြရအောင်ပါ။နံပါတ်2025ခါဝါစကီကိုလီယိုစစ်ရုပ်မြင်းမော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ခါဝါစကီကခုတော့စစ်ရုပ်မြင်းတွေကိုပါတိဆောက်လာပါတယ်။ကော်လီယိုစက်ရုံမြေကို2025မှာတိတ်ဆိတ်ပြသခဲ့ပြီးတော့ဒီကောင်ကအရွယ်စားကြီးမှပြီးတက်မာတယ်လို့တက်ဖက်မှာလေတိမ်မိတ်နူးညံ့တဲ့အသိရှိပါတယ်။တင်းငယ်တွေကစားစရာအယုတ်တယုတ်မဟုတ်တဲ့လူတယောက်စီးနိုင်အောင်လုံလောက်တဲ့အရွယ်ရှိပြီးတော့မြင်းစစ်တကောင်လို့တွာလာတက်ပါတယ်။ ဘိန်းအလုံးမလုံးနိုင်တဲ့တောင်တန်းတစ်တော်တွေလမ်းရှိတဲ့နေရာတွေမှာရွှေပြောင်းသွားနိုင်ဖို့ဒီဆက်ကိုအထူးဖန်တီးထားပါတယ်ထူးဆန်းတာကဘော့စတွန်ဒိုင်နမစ်ဆက်ရုပ်တူလိုမျိုး AI အသုံးပြုပြီးတော့သူ့ကိုယ်သူချိန်ကြီးနိုင်စွမ်းရှိနေတာပါတဲ့အနေနဲ့သွားကျင်နေနေရာကိုပြောလိုက်တာနဲ့တက်ရှိတကောင်လို့လှောက်ရှားလာကောင်ဘက်ထရီမကုန်မချင်းကြိုက်တော့ခိုင်းလို့ရမှာဖြစ်ပါတယ်အခုလက်ရှိမှာတော့ဒီဆက်ရုပ်ကိုဂျပန်နိုင်ငံမှာစမ်းသပ်နေပြီးစိုက်ပျိုးရေးနဲ့ကယ်ဆယ်ရေးအတွက်အထူးအားကိုးရမယ့်ဆက်ရုပ်တစ်ရုပ်ဖြစ်လာကောင်မြင်းစစ်တွေကတော့မှမနာလို့ပြီးတော့မျက်ရည်နဲ့ဆက်ကြရတော့မှာဖြစ်ပါတယ်နံပါတ်1 ။ဤလုံးမွေစရုပ်ဒီတစ်ခုကတော့အဆက်ပြောက်တန်လုံးတွေနဲ့ဖန်တီးထားတဲ့မွေးတစ်ကောင်လုံးပုံစံဖြစ်ပြီးပင်လယ်အောက်မှာရေကူးနိုင်စွမ်းရှိပါတယ်။အီလိုမျိုးခေါ်တဲ့ဒီစရုပ်ကိုနိုဝေကုမ္ပဏီတခုကပင်လယ်အောက်ပိုက်လိုင်းတွေကိုစစ်ဆေးဖို့ဖန်တီးခဲ့တာပါမျက်စိမရှိစိတ်ခံစားချက်လည်းမရှိတဲ့ဒီအကောင့်သေးသေးလေးတွေကအလုံးကျေးမြောက်ပြီးတော့ဝင်ရခက်တဲ့နေရာတွေကိုတွာလာစစ်ဆေးတဲ့နေရာမှာတော့အတော်လေးထူးခြားပါတယ်ပင်လယ်ကြီးအောက်ရေနံစင်ခြေောက်တွေရှိတာကီလိုမီတာအနက်ထိရေကူးနိုင်ပြီးတော့လူတွေမတွာနိုင်တဲ့နေရာတွေကိုတွာရောက်ကစုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေပါတယ်ဒါ့အပြင်ဒီစရုပ်က ်မော်ဂျူးစက်ရုပ်ဖြစ်လို့နောက်ပိုင်းတင်ဆက်နှရှိသလိုလက်ကင်မရာနဲ့တခြား tools တွေကိုလည်းတက်ဆင်ပေးလို့ရပါတယ်။အရင်လိုရောက်ပိုင်လိုင်းတွေပြည့်စုံမှုရှိမရှိစစ်ဆေးဖို့အတွက်စိတ်ပြည့်စုံအစုံနဲ့ရင်ကုန်သမားတွေကိုဈေးကြီးပေးပြီးတော့နှားဆရာမလိုတော့ပါဘူး။ရင်ကုန်တင်မောတွေကိုလည်းလွှတ်ဆရာမလိုတော့လို့ဒီမွေးစက်ရုပ်လေးတွေကတူတူတိတိနဲ့အချိန်တိုတိမှအလုပ်ပြီးစီအောင်လို့လို့စောင့်ပေးနေမှာပါ။အခုဆိုတော့ Norway ရေပိုင်နဲ့မှာတော့မှအသုံးပြုနေကြပြီဖြစ်ပါတယ်။နံပါတ်3 American ရေတက်ကငမတ်စက်ရုပ် အခုမြင်နေရတဲ့အရာကတော့ငမန်းပုံစံငမန်းလိုမျိုးရေကူးနိုင်စွမ်းရှိပေမဲ့အသက်ရှိနေတဲ့ငမန်းတကောင်တော့ဟုတ်မနေပါဘူး။ကိုယ်ဆွေမလို့ခေါ်တဲ့ဒီငမန်းဆက်ရုပ်ကအမေရိကန်ရေတက်ကအသုံးပြုတဲ့လျှို့ဝှက်အစိမ့်ရေကူးဆက်ရုပ်တစ်စင်းဖြစ်ပြီးငါးပုံစံကိုတိကျစွာနဲ့တူပါထားဖြစ်ပါတယ်။အရှိန်ငါးပေအလေးချိန်၁၀၀ပေါင်လောက်ရှိပြီးတော့ရေအောက်၃၀၀ပေအထိကိုဆင်းသက်နိုင်ပါတယ်။ဒီဆက်ရုပ်ကိုတိစောက်ထားတဲ့အဓိကအကြောင်းရင်းကတော့လျှို့ဝှက်ထောက်လန်းရင်းတော့ပါ။သူကရေနံပိုင်းတွေမှာမိမိကိုတတိမထားမိအောင်ငမန်းတကောင်လိုဝင်ရောက်ပြီးထောက်လန်းနိုင်စွမ်းရှိပါတယ်။ တဘာဝရေကူးလှုပ်ရှားမှုကိုတုပထားတဲ့အတွက်ရေစီးတဲ့နဲ့တခြားတန်တွေကိုလည်းထွက်လာမှာမဟုတ်ပါဘူး။ထောက်လန်းရင်နဲ့လျှို့ဝှက်ရေအောင်မီရှင်တွေမှာအသုံးပြုနေပြီးတော့တင့်နေတဲ့တကယ်လို့သွားမှာပါမျိုးလုံးမပါတဲ့ထူးဆန်းတဲ့ငါးတကောင်ကိုမြင်မယ်ဆိုရင်လမ်းမသွားပါနဲ့။အဲ့ဒီယာကအမေရိကန်ရေတက်ကစုံစမ်းနေရဖြစ်ပါတယ်။နံပါတ်၄ Festo Emotion Butterflies ဒါတွေကတော့တကယ်လိပ်ပြရီလို့ထင်ရတဲ့ဂျမန်ဆက်မှုအော်တိုကွန်ပဏီ Festo ကဖန်တီးထားတဲ့ emotion လိပ်ပြဆက်ရုပ်တွေပါအိုးစုလိုက်ပြန်တန်းကြတဲ့အခါမျိုးမှာဆိုရင်တဘာဝတော်တော်နဲ့မှလိပ်ပြစိတ်တွေပြန်ဝဲနေသလားထင်ရအောင်အောင်းမေ့ရပါတယ်လိပ်ပြတကောင်ကြီးစီတန်းမှာ Infertex စံသား GPS နဲ့မိုဘိုင်းကြိုးမဲ့နည်းပညာတွေတက်ဆင်ထားတာကြောင့်ဒကောင်နဲ့ဒကောင်မတိုင်မီဖို့နဲ့အုပ်စုလိုက်ပြန်တမ်းဖို့အတွက်စနစ်တကျဖန်တီးထားပါတယ်။ဒါပြင်ဒကောင်ကြီးစီသွားမဲ့လမ်းကြောင်းကိုလည်းဆုံးဖြတ်ဖို့ထိန်းချုပ်ရေးစနစ်ကိုထည့်သွင်းထားပါတယ်။နောက်ထပ်အံ့ဩစရာကောင်းတဲ့ချက်ကဒီကောင်လေးကအတော်လေးတိတ်ဆိတ်ပြီးတော့ဘာစုညံမှုမှမထွက်ကြပါဘူး။ဒီစက်ရုပ်ကတော့နည်းပညာပြပွဲတွေနဲ့နောက်ထပ် drone စမ်းသပ်မှုတွေအတွက်အသုံးပြုကြပါတယ်။နံပါတ်5 Unitary Robot တော့ဒီစက်ရုပ်ခွေကတော့အလွန်ခင်မီလာပါပြီးတော့ တကယ်ခွေအစ်စ်တူရဲ့ညင်ကိုပါတိုးပါအုံပြထားရှိပါတယ်လက်ရှိ social media မှာဆယ်လီဖြစ်နေတဲ့ဒီဆက်ရုပ်ခွေကိုတော့ Unity Robotics ဆိုတဲ့တရုတ်နည်းပညာကုမ္ပဏီကဖန်တီးထားဖြစ်ပြီးတော့ Black Mirror ရုပ်ရှင်ထဲကနေခုံးထွက်လာသလားအောက်မေ့ရပါတယ်ဒီကောင်တွေကိုပန်းချံတွေထဲလွတ်ပေးတဲ့ခါမှာခွေအစ်စ်တွေနဲ့နေလားငါလားရောနှောသွားပါတယ် Unity ကဖန်တီးထားတဲ့ဒီခြေလေးကြောင့်ပါဆက်ရုပ်ခွေဟာပြည်နယ်ရုံမကပဲနဲ့ကနေတယ်လို့လှေကားတွေပေါ်ကိုလည်းတန်နေပါတယ်ဒီကောင်တို့ application နဲ့ထိန်းချုပ်နိုင်ပြီး Unit 91နဲ့ B2 တို့လို model တွေတွေမှာအတားအဆီးရှောင်ရှားနိုင်စွာအတန်အမိတ်နဲ့ထိန်းချုပ်ခြင်းနဲ့ ညှိနှိုင်းစနစ်တွေပါပါဝင်လာပါတယ်။တချို့ကလုံခြုံရေးအတွက်ဝယ်ယူသုံးပြကြပြီးတချို့ကတော့ဒီတိုင်းကစားချင်အောင်တတ်တဲ့နယ်ဝယ်သုံးကြပါတယ်။ Elon Musk ကတော့တနေ့မှာဒီဆဲယုတ်ကလူတွေထက်ပိုပြီးတော့မြန်မြန်ပြေးလာနိုင်တယ်လို့ဟာသာလို့ပြောခဲ့ပြီးအခုချိန်မှာတော့အမှန်တကယ်ဖြစ်လာနေတာပါ။အောင်းအောင်ဆရာကောင်းတဲ့နောက်တစ်ချက်ကဒီဆဲယုတ်ကို online မှာဝယ်လို့ရနေပြီဖြစ်တာမို့လို့တင်းလဲစိတ်ဝင်စားနေမယ်ဆိုရင်တကောင်းတော့မှားလို့ရပြီဖြစ်ပါတယ်။နံပါတ်6မြေပြင်နဲ့ရေကြောင်းကင်းလေတဲ့မှာမြေပြင်ပေါ်မှာလှူရှားနိုင်ပြီးတော့ရေအောက်မှာလည်းကူတန်းသွားလာတဲ့ဆက်ရုပ်တစ်စင်းရှိတယ်ဆိုရင်ဘာဆက်ရုပ်ဖြစ်မလဲခံမှန်းကြည့်ပါဒါကတော့ရေပုတ်တင်ပုံစံတီတွင်ဖန်တီးထားတဲ့ ဇလမန်ဒရာရိုဘတ်တီကာဖီ3ဖြစ်ပါတယ်ဆွစ်ဇာလန်က EPFL တိတ်ပန်ကြောင့်ဒီဖန်တီးထားဖြစ်လို့ရေပုတ်တင်ရဲ့ခန္ဓာကိုယ်လှုပ်ရှားပုံနဲ့ကြွယ်သားစနစ်ကိုအတူယူထားပါတယ်ဒီကောင်ကခြေလက်တုဖန်တီးထားနေကြိုးယူကျတဲ့ထိကက်တံရတွေကိုအတိအကထားပြီးတော့လေ့လာတဲ့စေတုတေသနာတွေမှာများစွာကူညီဖြစ်ပါတယ်သူရဲ့ခန္ဓာကိုယ်မှာတော့အစိပ်ပိုင်း၁၀ကိုပါရှိပြီးတခုချင်းစီမှာမော်တာအသေးလေးတွေတက်ဆင်ထားပြီးတော့လိတ်တကောင်လိုလမ်းလျှောက်နိုင်အောင်လေခြေတော်လေးချောင်းကိုထည့်သွင်းထားပါတယ်အထင်ကြီးစရာအကောင်းဆုံးကတော့ ရေပုတ်တင်အစစ်တွေလိုမျိုးလမ်းလျှောက်နေရာကနေရေထဲမှာကူးနိုင်တဲ့ဒီဇိုင်းကာလာနေထားရပါဒီကောင်းကြီးကိုယူပါလမ်းအောင်နေမှာကပဲနဲ့ဆရာဝန်တွေအောင်ကျော်စနစ်လေးလာနေရာမှာပါကုညီပေးနိုင်လို့အတော်လေးအသုံးဝင်နေဘဲဒီပွေလိုလေနံပါတ်9 vulnerable site port exoskeleton ဒီတကူကတော့အပေါ်အဟိုင်လိုမျိုးကိလေသာဆက်ရုပ်တွေမဟုတ်ပဲနဲ့လူကိုကိလေသာတစ်ပိုင်းဆက်ရုပ်တစ်ပိုင်းဖြစ်အောင်ပြောင်းပေးတဲ့ဆက်ရုပ်ဝတ်စုံပဲဖြစ်ပါတယ် exoskeleton လို့ခေါ်တဲ့ဆက်ရုပ်ဝတ်စုံတွေက လူကိုစူပါဟီးရိုးရုပ်ရှင်ထဲကလိုမျိုးထူးခြားတဲ့စွမ်းအားတွေပေးဆောင်နိုင်ပြီးတော့အယိုးကျိုးပြီးတော့လမ်းမလျှောက်နိုင်တဲ့သူတွေကိုတော့မှလမ်းပြန်လျှောက်နိုင်အောင်ကူညီပေးနိုင်တဲ့ပြင်ပုံမှန်လူတွေကိုကျွတ်စက်မထွက်ဘဲနဲ့ပိုလေးလံတဲ့အရာတွေကိုအလွယ်လေးမနိုင်အောင်လို့ထောက်ပံ့ပေးပါတယ်ဂျပန်နိုင်ငံကစာပါတိုင်းအမေရိကန်ကဆော့ဆိုရိုဘော့တစ်နဲ့ဟွန်တိုင်းကုမ္ပဏီတို့ကပူးပေါင်းပြီးတော့ဒီစက်ရုပ်ဝတ်စုံတွေကို စစ်ရုံလို့တမားရဲ့အတွက်ဒီတွင်ဖန်တီးပေးထားဖြစ်ပါရယ်ဂျပန်က HL လို့ခေါ်တဲ့စစ်ရုံဝတ်စုံဆိုရင်လည်းစစ်ရုံဒီမှာထောက်ကူလမ်းလျှောက်ရေးအတွက်အသုံးပြုနေပါရယ်ဒါကတော့ Iron Man ဖြစ်ချင်သူတွေအတွက်သတင်းကောင်းပဲဖြစ်ပါရယ်နံပါတ်၈ Robert Wilshack စစ်ရုံကားတွေအများကြီးရှိပေမဲ့ဒီတစ်ခုကတော့အကြီးဆုံးဆိုတဲ့အကောင်အမအတူပြုထားတဲ့ဝေလံငမန်းစစ်ရုံဖြစ်ပါရယ်တရုတ်နိုင်ငံက Robert C Company ကတည်တွင်ထားပြီးတော့၄မီတာဝန်းကျင်အလျားရှိပြီးတော့တကယ့်၅စိတ်လိုမျိုးကူးခတ်နိုင်စွမ်းရှိပါတယ်။ဂျက်လင်ရဲ့တွန်းကန်စနစ်နဲ့ရေရက်တွေကိုထိန်းချုပ်တဲ့စနစ်ကိုထည့်သွင်းထားပြီးတော့ င်လယ်ရောက်လိလာရည်တွေနဲ့ကယ်ဆယ်ရေးအတွက်အဓိကထားအသုံးပြုကလိုအပ်လိုအပ်သလိုစပိုင်ဖြစ်လေအသုံးပြုနေပါတယ်။ဆက်ရွယ်အပြင်ပိုင်းကိုလည်းဝေလံငမန်းရဲ့ရေပြားစစ်နဲ့ဖုံးလန်းထားပြီးတော့ညင်ညောင်းတဲ့ရေကူးခတ်မှုစံကြောင့်ဆက်ရွယ်လို့မထင်ရပဲနဲ့တရုတ်နိုင်ငံကင်းတောင်ရင်ငုတ်ကူပါမှာစမ်းသပ်မောင်းနေစဉ်တော့ကလည်းဧည့်သည်တွေကတကယ်ကိုဝေလံငမန်းအစ်စ်လို့ထင်နေကြပါတယ်။နံပါတ်9 Cyberbeats ဒီတစ်ခုကတော့ပိုးတော်မှာအကောင့်တွေကိုလူတွေကထိန်းချုပ်ထားတဲ့ စပိုင်ရုပ်ရှင်တွေထဲကလို့ပါဒီကောင်ကပိုးတော်မှာစက်ရုပ်မဟုတ်ဘဲနဲ့စက်ရုပ်တစ်ခုလိုခိုင်းလို့ရအောင်လိုလေ့ကျင့်ပေးထားတဲ့ပိုးတော်မှာစစ်တီဖြစ်ပြီးသူတို့ရဲ့ကြောကုန်းပေါ်မှာအလွန်သေးတဲ့ချစ်ပြားလေးတွေတက်ဆင်ထားပါတယ်ဒီကောင်တွေကတော့ UC Berkeley ကသူတေသနာဖွဲ့နဲ့ American စစ်စေးသူတေသနာဖွဲ့ကပူးပေါင်းပြီးတော့မွေးမြူလေ့ကျင့်ပေးခဲ့တာပါလျှက်စစ်စနစ်လေးတွေကိုပိုးကောင်နေတဲ့ကြွက်သားရဲ့ပုံမှာတက်ဆင်ထားပြီးတော့ဘေးပန်းတဲ့ညာဘက်ကိုအဝေးကနေလျှက်စစ်ချက်ပြမှုနဲ့ထိန်းချုပ်နေပါတယ်။ဒီအရကိုလူတွေမဝင်နိုင်တဲ့နေရာတွေရှာဖွေကယ်ဆယ်ရေးစမ်းသပ်မှုတွေအတွက်အသုံးပြုဖို့ရွေးချပါတယ်။နံပါတ်10 Flower Robot နောက်ဆုံးအနေနဲ့ဒီဟာကတော့အုံနောက်ပါဝင်တဲ့စက်ရုပ်ပုတ်တွေမျိုးဖြစ်ပါတယ်ဆွစ်ဇာလန် EPF ကနေပြီးတော့တည်ထွင်ထားတဲ့ Cloud D လို့ခေါ်တဲ့ရေပုတ်တွေမျိုးကိုတည်ယူထားပြီးတော့ဖန်တီးထားတာပါတကူလုံးမှာတော့အစ်28ခုနဲ့ 3D ပုံနှိပ်ထားတဲ့အယိုးတွေပါတဲ့အတွက်တကယ်ရေပုတ်တွေတကောက်လှုပ်ရှားနိုင်ပါတယ်ဒီစက်ရုပ်ကိုတော့တိကျတဲ့ကြွက်သားစစ်လှုပ်ရှားမှုနဲ့လေ့လာဖို့နဲ့အောင်ကျော်စနစ်ကိုဘယ်လိုလုပ်လို့တယ်ဆိုတော့နားလည်ဖို့အတွက်တိစောက်ထားပါတယ် ချစ်เสียကောင်းပြီမဲ့အတော်စိတ်မြင့်တဲ့ခန္ဓာကိုယ်အတုဖန်တီးရေးလိလဆန်တမှုတို့အတုံးဝင်တဲ့စရုပ်တွေဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးမြေသားရဲ့ပျော်ရွှင်ချမ်းမြေ့တဲ့နေ့ကိုပိုင်ဆိုင်နေပါစေ